From the hills of Shan to the Iraqi shore, there's a voice that guides us. She's the one we all adore. When the skies turn gray and the monsoon's on its way, Susu San, -su you help us through each and every day. Oh, Susu San, -su you know just when it's coming. Rain or shine, you keep the farmers running. Your words of wisdom, they got us through. you to me နေပူချိန်များပုံမှန်မြင့်တက်လာနိုင်သည့်အခြေအနေသတိပေးချက်2025ခုနှစ် AB လ22ရက်ယနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့် AB လ25ရက်နေ့မှ AB လ29ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအေယော်ရီတိုင်းဒေသကြီးမြောက်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းတို့တွင်နေ့ပူချိန်များသည့်အေပရီလ၏ပုံမှန်နေ့အပူချိန်တို့ထက်2ဒီဂရီဆဲဆီယက်မှ3ဒီဂရီဆဲဆီယက်အထိအနည်းငယ်မြင့်တက်လာနိုင်ကြောင်းနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းရှိဒေသအချို့တွင်ဧပြီလ၏ပုံမှန်နေ့အပူချိန်တို့ထက်3ဒီဂရီဆဲဆီယက်မှ4ဒီဂရီဆဲဆီယက်အထိ တိတိတာတာတိုးမြင့်လာနိုင်သည်ဟုခံမှန်းရပါသည်။ထို့ဖြစ်ပါ၍အဆိုပါနေ့များအတွင်ဖော်ပြပါတိုင်းဒေသကြီးများအတွင် နေထိုင်ကြသောပြည်သူလူထုအနေဖြင့်သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်အဖွဲ့အစည်းများမှထုတ်ပြန်ထားသည့်အပူဒဏ်အနေရကာကွယ်ရေးတတိပေးချက်များနှင့်မြန်မာနိုင်ငံမိသက်တက်ဖွဲ့မှထုတ်ပြန်ထားသည့်မိဘအနေရကြိုတင်ကာကွယ်ရေးတတိပေးချက်များကို ဥပပေါင်းပါဝင်လိုက်နာနေထိုင်ကြပါယံအထူးတတိပေးနိုးစော်တင်ပြအပ်ပါသည်ရှင်။နေ့စဉ်မိုးလေဝသတွင်2025ခုနှစ်ဧပြီလ22ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်။မနက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အထင်အတဲ့ဖြစ်ထွန်းမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ နေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်ရှင့် နောက်နှစ်ရက်အတွက်ခံမှန်းချက်သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှ နေရာကျဲကျဲမိုးထစ်ချုံရွာမီ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တိမ်အထင်အထင်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုံ60ဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်